မျိုးသွေး40ရပါသောမြန်မာပြည်သူလူထုတရက်လုံးတိုင်းသားညီကုံမောင်မောင်များခင်ဗျာဒီနေ့ဟာဆိုရင်ကဘာတွန်းဟနှစ်စဉ်အလင်းနဲ့ထားကျင်းပနေကြတဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရင်းနေဖြစ်ပြီးကျွန်တော်နိုင်ငံမှာတော့တင်ပေါင်းများစွာချိုးဖောက်ခံရတဲ့ချိုးဖောက်ခံရဆဲဖြစ်တဲ့အခြေခံလူခွင့်ရင်းတွေပြည်ပြည်ဝဝရရှိနိုင်ဖို့ဆက်အနာရှင်တွေကိုအန်တုရင်ဆိုင်တိုက်ပွဲဝင်တဲ့အချိန်ကာလဖြစ်လို့ ကျွန်တော်တို့အတွက်ပုံမှုအလေးထားရမယ်အရေးပါတဲ့နေ့တနေ့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ new dot line ကလာတလျှောက်လုံးမှာပြည်သူအင်အားကို ပြသခဲ့တဲ့လူမှုလှုပ်ရှားမှုတွေတဲ့ကအရေးပါဆုံးသောအဓိပ္ပာယ်ရှိဆုံးသောလှုပ်ရှားမှုတရားဖြစ်တဲ့အတန်တိတ်တပိတ် silent strike ကိုကျွန်တော်တို့ဒီကနေ့မှာပြန်လည် ဆင်နွှဲကြတော့မှာဖြစ်ပါတယ်။ယခင်အတန်တိတ်တပိတ်တွေမှာ ိတ်ဆိတ်ချင်းသည်အကျေလုံဆုံးဟစ်ကြွေးသံဆိုတဲ့ဂုံးစင်နဲ့ဆင့်အာနာရှင်ကိုကျွန်တော်တို့ပြည်သူတွေကအန်တုခဲ့ကြသလိုဒီချိန်မှာတော့ဆင့်အုပ်စုရဲ့တရားမဝင် အတုရောက်ရွေးကောက်ပွဲကို ပြည်သူလူထုတရားလုံးကခိုင်ခိုင်မာမာသပိတ်မှောက်ကြောင်းအလေးနဲ့ပေါ်ထုတ်နိုင်မှုရည်ရွယ်ပါတယ်ဒီရွေးကောက်ပွဲဟာလူထုစန္ဒလုံးဝမပါဝင်ဘူးဆိုတာကို ကျွန်တော်တို့ပြက်ပြက်သားသားပေါ်ထုတ်ပြသခြင်းအပြင်ဆေးအုပ်စုရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကိုလူမှုတိုက်ပွဲနည်းနဲ့ရိုက်ချိုးကာသူတို့ရဲ့ရွေးကောက်ပွဲဟာတရားဝင်မှုမရှိသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာလည်းသိရှိသွားလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဒါကြောင့်မို့ဒီဒီဇင်ဘာလ10ရက်နေ့မနစ်10နာရီကနေညနေ3နာရီထိအထွေထွေသပိတ်ပေါင်းစပ်ကြီးနေရေးအင်အားစု GSCB ကဥဆောင်တဲ့ဒီနိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုကြီး Nationwide Call မှာပြည်သူတရလုံး လှိုင်းနေလျောက်မြင်းဆုံးမကြံတင်ကြီးတွေ့ချင်းပါဝင်ပေးကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကစားကျွန်တော်အနေနဲ့လေးစားစွာတိုက်တွန်းပန်ကြားလိုပါတယ်ပြည်သူဆန္ဒကိုဖျက်ဆီးပြီးအာဏာကို မတရားသိမ်းပိုက်ဖို့ကြိုးစားနေတဲ့စစ်အုပ်စုအတွက်ကျွန်တော်တို့ရဲ့တိတ်ဆိတ်ခြင်းဟာအတန်အကျယ်ဆုံးသောသတိပေးခေါင်းလမ်းသာဖြစ်စေရပါမယ်။ဆိုင်တွေကိုပိတ်ထားမယ်။လမ်းပေါ်မထွက်ပေးနေကြမယ်။မိမိတို့နေအိမ်တွေမှာ တိတ်ဆိတ်စွာနေထိုင်ခြင်းအပြင်ကျွန်တော်တို့ရဲ့တော်လိုင်းသစ္စာကို ပြသပြီး အတုယောင်ရွေးကောက်ပွဲဟာပြည်သူထောက်ခံမှုလုံးဝမရရှိဘူးဆိုတာကိုကဘာကပြင်အောင်စေအောင်စုကိုယ်တိုင်သိအောင်ထုတ်ဖော် ပြသလိုက်ကြဖို့အလေးနဲ့တိုက်တွန်းချင်ပါတယ်ဒီတော်လိုင်းတစ်လျှောက်ကျွန်တော်တို့တော်လိုင်းအားစုတွေပေါ်ဆောင်ခဲ့ရတဲ့သပိတ်တွေထဲမှာဒီအတန်တိတ်သပိတ်ဟာအင်မတန်ကြီးကြီးတဲ့လူမှုလှုပ်ရှားမှု နီလန်းတစ်ခုဖြစ်ပါတယ်။ဒေါန်နန်းမြေပြမခွဲတိုင်းသားညီကိုမောင်နှမများအားလုံးစီးလုံးညီညွတ်စွာပါဝင်ခြင်းအဖြစ်အာနာရှင်စနစ်ဟူသူများကို မုတ်ချကြဆုံးစေပြီးဖက်ဒရယ်ဒီမိုစီပြည်တော်စုသည့်မုတ်ချတည်ဆောက်နိုင်ရမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကို ခိုင်မာစွာထပ်လောင်းအတည်ပြုလိုက်ကြပါစို့။အားလုံး ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာ ပါဝင်နိုင်ကြပါစေလို့ စုမုံကောင်တောင်းရင်ဏိကုံချုပ်ပါတယ်ရေးတော်ဘုံမုတ်ချအောင်ရမယ်